အားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့ကမြန်မာနိုင်ငံအခွမ်းမှာလှုပ်ခတ်သွားတဲ့ငလျင်တန်ကြောင့်လူပေါင်းများစွာရဲ့အသက်အိုးအိမ်စီးစိမ်တွေပျက်စီးပျောက်ဆုံးနေကြတာကိုများစွာစိတ်မကောင်းဖြစ်မိကြောင်းပြောကြရင်လည်းဒီနေ့ကျွန်တော်တို့ channel လေးမှာပုံမှန်တင်ဆက်နေကြစားတောက်ဗီဒီယိုလေးကိုတင်ပြမယ်မဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြောကြားချင်ပါတယ်ခင်ဗျာ ဘာဝဘေးရန်တင့်သွားတဲ့သူတွေကိုစာနာထောက်ထားသောအဖြစ်ပုံမှန်တင်နေကြစားတော့ဗီဒီယိုလေးတင်ဆက်ခြင်းကိုဒီနေ့တနေ့တော့ရန်ထားခွင့်ပြုပါအဲ့ဒီအစားငလျင်ဘာကြောင့်ဖြစ်တယ်ငလျင်ဖြစ်ရင်ဘာတွေလောက်ရမယ်ဆိုတာနဲ့မနေ့ကထိခိုက်ပျက်စီးမှုတွေကိုစိတ်မကောင်းစွာနဲ့ပဲဖော်ပြပေးခြင်းပါတယ်ခင်ဗျာပထမအဦးဆုံးငလျင်တွေဘယ်လိုလောက်တာလဲဆိုတာကိုပြောပြခြင်းပါတယ်ကဘာမီရဲ့မာတင်းနေတဲ့အပေါ်ရံလွာကိုကြီးမားလာတဲ့အချက်ကြီး30လောက်နဲ့ဖွဲ့စည်းထားပါတယ်။အဲ့ဒီအချက်ကြီးတွေဟာကဘာမီရဲ့ဥရာကိုဝင်းရံနေတဲ့ တပိုင်းတစအရေးပြောနေတဲ့ကမ္ဘာကြားလွာတွေမှာမျောနေပါလေကမ္ဘာကြားလွာမှာစီးကြောင်းတွေရွှေရှားမှုတွေရှိပါလေဒါကြောင့်မို့လို့အဲ့ဒီအချက်ကြီးတွေကတစ်ချက်နဲ့တစ်ချက်ထိတိုက်ပြီးတော့အလွန်ဖြင်းကြီးစွာရွှေရှားကြပါလေငလျင်တွေဟာအဲ့ဒီရွှေရှားမှုတွေရဲ့တပ်တည်တွေပဲဖြစ်ပါလေငလျင်လှုပ်တဲ့နေရာအများစုကအဲ့ဒီအချက်ကြီးတွေရဲ့အစွန်းဘက်တွေပဲဖြစ်ပါလေအချက်ကြီးတွေရဲ့အစွန်းတွေမှာပို့တိုက်အားတက္ကနာကြဖြစ်ပေါ်ပါလေ ါပေမဲ့အဆက်မပြတ်ရွေးရှားမှုတွေကဒဏ်ဖြစ်စေတဲ့အဟောင်းဖြစ်စေပါလေအချက်ကြီးတွေဟာတိတိတသားရွေးရှားသွားတဲ့အခါမှာတော့ပုတ်တိုက်အားညော့ကြသွားပါလေဒါပေမဲ့အဲ့ဒီရွေးရှားမှုကငလျင်တစ်ခုကိုဖြစ်ပေါ်စေပါလေငလျင်ဖြစ်ပေါ်စေတဲ့အခြားအကြောင်းတရားတွေလည်းရှိပါသေးတယ်အဲ့ဒါတွေကတော့ကပအပေါ်ရံလာတွန့်ခေါက်မှု ဒါမှမဟုတ်အကွင်းမှုတို့ကနေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ဒါဆိုရင်ငလျင်နဲ့ပတ်သက်ပြီးတော့ဆောင်းရှောင်းလေးတွေကိုပြောပြမယ်နော်။ငလျင်လှုပ်နေတဲ့အချိန်မှာကိုကအပြင်ရောက်နေခဲ့ရင်တော့ပြေးလွှားခြင်းမပြုရပါဘူး။နားမှာရှိတဲ့ပစ္စည်းတွေကိုပေါ်ပိနိုင်လို့ပဲဖြစ်ပါတယ်။စာအုပ်တွေနားမှာနေရင်တော့ခဝဲဝဲနေရပါမယ်။အိမ်ထဲမှာရှိမယ်ဆိုရင်တော့စပွဲအောက်ကိုဝင်ပြီးတော့နေရန်ဘက်ကိုကတ်နေရပါမယ်။ ကိုယ့်ရဲ့ခေါင်းနဲ့လေပင်းကိုတော့မထိခိုက်အောင်အတက်နိုင်ဆုံးကာကွယ်ထားပါမယ်။ပြတင်းတကားကမှန်နေလောက်ထားရဲဆိုရင်ကွင်းနိုင်ရရှိတဲ့အတွက်ပြတင်းပေါက်နဲ့ခဝေးဝေးမှနေရပါမယ်။ကားနဲ့သွားနေတော့ငလင်လှုပ်ခဲ့မယ်ဆိုရင်တော့ကားကိုအပေးလို့ရမှာရက်ပြီးတော့ငလင်ပြီးတဲ့အထိကားထဲမှာပဲနေပါ။ငလင်လှုပ်ပြီးသွားတဲ့အခါမှာလည်းနောက်ဆက်တွဲငလင်အသေးလေးတွေထပ်လုံနိုင်ချေရှိတာကိုသတိပြုပါမယ်။အတုံးတော့ခွဲရှိတာနှစ်ခါဖြစ်ပါသေးတယ်။မန္တလေးမြို့82လမ်း40တောင်းမှာဖြစ်ပါတယ်ခင်ဗျာ။တိုက်တိုက်လုံးပြိုကျသွားတာပါလေ။